ဒီနောက်ထောင်နှလုံးကိုကတဲ့သူ့ရဲ့ဆောင်းကခွန်နောက်ပိတ်ကလေးနဲ့လှမ်းပြီးပေါင်းလိုက်တဲ့အချိန်မှာတဲ့6ဆိုတာလေးရသွားတယ်ပေါ့လေနော်6လို့ဖြစ်သွားတယ်သူကအဲဆိုရင်ဒီမှာရှိတဲ့နောက်ထောင်နှလုံးက6လို့ထောင်ပြီးသားအဲဒီထောင်ပြီးသား6ကတဲ့သူ့ဆောင်းကခုနပုံစံတိုင်းပဲ6နောက်ပိတ်ကလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာခွန်လို့ရသွားတယ်ပေါ့ဗျာနော်6ပြီးတော့ခွန်လို့ဆိုတဲ့ senior jolly ဖြစ်သွားတယ်ပေါ့နော် senior jolly ဖြစ်သွားတယ်အဲဆိုရင်တတိယတကယ်ကဒီမှာနောက်ထောင်နှလုံးဒီ6လို့ထောင်ထားတယ် အဲ့ထောင်ထားတဲ့6ကသူ့ရဲ့ဆောင်းကနှစ်နောက်ပိတ်လေးနဲ့တွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာ၈လို့ဖြစ်သွားတယ်တဲ့နော်အဲ့တော့ကျွန်တော်စီနီယာပြည်လန်လေး6 8ဆိုတာလေးအပြေးလာပြီဖြစ်တယ်စီနီယာဂျော်လေးကဝင်လာတာပေါ့သုံးလေးနဲ့9လို့ဖြစ်သွားတယ်ဒီမှာ line ဘယ်လိုမကောင်းတာလဲမသိဘူး line ကိုဘာဖြစ်သေးမကောင်းဖြစ်နေအဲ့ဒီကောင်ကအဲ့လို9လို့ဖြစ်သွားတာပေါ့နော်အဲ့မှာတဲ့ဒီမှာရှိနေတာကဒီမှာရှိနေတာက3နောက်ပိတ်နော်3နောက်ပိတ်သူတပွဲကြောင့်မှရှိနေတာက 6နောက်ပိတ်ဒီမှာရှိတာက3နောက်ပိတ်ဟာဒီမှာရှိတာက2နောက်ပိတ်ဒါရှိပီးသားလေးတွေပေါ့ဗျာနော်ဒီရှိပီးသားလေးတွေကိုကျွန်တော်ကြည့်လိုက်ရအောင်ရှိပီးသားလေးတွေကအဲ့တော့တဲ့ဒီဒီနောက်ပိတ်3လုံးကို6လို့ထည့်လိုက်ပြီဆိုတာနဲ့ line ထည့်နေတယ်တဲ့နော် line ထည့်နေဆိုတော့အတန်နဲ့ထောက်ချက်နဲ့မှန်လာကြပါကြည့်ပေးပါဦး ဒီနောက်ပိတ်သုံးလုံးကိုတဲ့6လို့ထည့်လိုက်ပြီဆိုပါနဲ့တဲ့အခုကျွန်တော်ဝိုင်းထားတဲ့ဒီသုံးနောက်ပိတ်ကလေးနဲ့သုံးနောက်ပိတ်ကလေးအားတဲ့သူ့ရဲ့ဒီဇောင်းကဒီကွာ3နဲ့ကိုပြင်ပြီးတော့သူက6ထားပဲတဲ့နော်တစုံပြန်ရိုက်ရမှာဖြစ်တယ်6လို့တစုံပြန်ရိုက်ကြတာဖြစ်တယ်သူကတော့ကျွန်တော်ကွာခွန်ကွာခွန်ဆိုတော့တဲ့နော်ဒီမှာ9တက်စီလေးရှိရမယ်တဲ့နော်9တက်စီလေးရှိရ9တက်စီလေးရှိရမှာဖြစ်တယ် လိုင်းမကောင်းပြန်နော်ဒီ Facebook ဆိုဘယ်လိုလိုင်းမကောင်းတာလဲမသိဘူးအဲ့ဒါကြောင့်လည်းဟိုမှာတွတ်တွတ်ပြရတာအဲ့ပြန်ပြပြန်ပေါ့နော်ဒီနောက်ပိတ်၃လုံးကို6လို့ထည့်လိုက်ပြီဆိုရင်၃နောက်ပိတ်နဲ့ဟိုက၃နဲ့ကိုလည်း6လို့ပဲလိုက်ထည့်တယ်6ပြီးရင်ဒီနောက်ပိတ်၃လုံးကိုခွန်လို့ထည့်လိုက်ပြီဆိုရင်ဒီက6နောက်ပိတ်နဲ့ဟိုက၁နဲ့ကိုလည်းခွန်လို့ပဲသူလိုက်ထည့်တယ်နောက်တစ်ခါဒီ6ပြီးခွန်ပြီးတော့8လဲပေါ့နော်ဒီနောက်ပိတ်၃လုံးကို8လို့ထည့်လိုက်ပြီဆိုရင် ဒီ၃နောက်ပိတ်နဲ့ဒီကွာ၅နဲ့ကိုရှစ်လို့ပဲသူလိုက်ထည့်တယ်။အဲဒါကျွန်တော်က၄ပြားသွားမှဖြစ်တဲ့အတွက်ဒီနောက်ပိတ်၃လုံးကို၉လို့ထည့်လိုက်ပြီဆိုရင်ဒီက၂နောက်ပိတ်နဲ့ကွာ၇နဲ့ကို၉လို့ပဲသူလိုက်ထည့်မှာဆိုတော့ကွာ၇ဆိုတော့၅ထည့်စီလေးရေးရတာပေါ့ဗျာနော်။အဲလိုမျိုးဖြစ်တဲ့အချိန်မှာဒါပထမဆုံးလိုက်ပေါ့ဗျာနော်။ဒါကချုပ်ကွက်တွေအများကြီးလည်းမပြတ်တော့ဘူး။အခု short လည်းပြတ်တော့မလဲစိတ်ကူတာပေါ့နော်။ချုပ်ကွက်ဒါကကင်နဲ့ချဲရမပေါ့ဘူးဖြစ်နေ။ချုပ်ကွက်တွေကို short ပြီးတော့ပဲပြတ်တော့မလို့ဗျာနော်။ အဲ့တော့အဲ့လိုမျိုးလေးသူကတွင်းလိုက်ပြီဆိုတာနဲ့သူ့အလိုလိုသူကထည့်သွားတာပေါ့ဗျာနော်ဒီ3လုံး6ဒီ3လုံး6လို့ထည့်ပြီးရတယ်သူကနောက်ပေါင်းကို9လို့ထည့်သွားတယ်ပေါ့နော်သူကအလိုလိုနောက်ပေါင်း9လို့ထည့်သွားတယ်ဒီမှာနောက်ပေါင်း9လို့ထည့်ဒီဘောလေးရိုက်သွားတယ်ပေါ့ဗျာနော်နောက်ပေါင်း9ပြီးတော့ဒီမှာနောက်ပေါင်း6လို့ထည့်ပြီးတော့ဒီဘောလေးရိုက်သွားတယ်ပေါ့ဗျာနော်နောက်တကဒီမှာနောက်ပေါင်းခွန်လို့ထည့်ပြီးတော့ဒီဘောလေးရိုက်သွားတယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ပေါင်း8လို့ထည့်လိုက်နောက်ပေါင်း8လို့ထည့်ရမယ်ဆိုရင်6ခါ အဲ့ဒါလေးလေးလေးပဲပေါ့ဗျာနော်။နောက်ပေါင်း၈လို့ထည့်လိုက်ဒါဒါရှင်းရှင်းလေးပဲသူ့ကိုဒါဒီလိုမျိုးလေးထည့်ပေးလိုက်တယ်ပေါ့နော်။ဒီ၃လုံး၆ဒီ၃လုံး၆လို့ထည့်တဲ့အချိန်မှာနောက်ပေါင်း၅နော်။ဒီ၃လုံး9ဒီ၃လုံး9လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပေါင်း၆နောက်ပေါင်းကလည်းတခွင့်ကြီးတက်လာပါဗောနော်။နောက်ပေါင်းအဲ့တော့ဒီ၃လုံး၈ဒီ၃လုံးဒီ၈လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပေါင်းဒီ9နဲ့၅ပြီး6 6ပြီး9ပေါ့ဗျာနော်။အဲ့တော့ဒီ၃လုံးကို ဒီ3လုံး6လို့ထည့်လိုက်တယ်ရှင်မနောက်ပေါင်းက8ဆိုပြီးတော့96နှစ်တစ်ပေါက်ပေါ့ဗျာနော်အဲ့တော့96နှစ်ဆိုတော့ဒီမှာကကျွန်တော်ကဒီ site မှာကနှင်းနောက်ဘေးကိုတဲပြီးရိုက်ထားတာဖြစ်တယ်ပေါ့ဗျာနော်ဒီနှင်းနောက်ဘေးလွှမ်းရင်တော့ဖောက်ပြီပေါ့ဗျာနော်ဒီ site ကဒီအခုဒီအသွားလာပေါ့နော်ဒီ9ထင်းနဲ့6ခါနဲ့ကနှစ်ထိပ်နှင်းနောက်ဘေးကိုဟိုပါပေါ့နော်နှင်းနောက်ဘေးကိုတဲပြီးတော့မှသူတို့ကိုထည့်သွင်းထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ဒီမှာဒါကလည်းဟုတ်တယ်မှာ နှစ်ခွန်နှစ်နော်ဒါလက်ဆောင်လေးဒါလက်ဆောင်ပေးထားတယ်တကွာထိုးပြန်ထိုးထားကြလက်ဆောင်ဒါရေးပေးသားဒီစာရွက်လေးနဲ့ပြရမယ်ဆိုတော့ဒါမှရေးပေးသားလက်ဆောင်လေးပေါ့လက်ဆောင်လေးထိုးပြန်ထိုးတာပေါ့ဗျာနော်အဲနှစ်ခွန်နှစ်တဲ့တဲ့ပဲထိုးဟုတ်ပြီအဲ့တော့ဒီကောင်ကိုတွင်းကြည့်လိုက်အောင်ညို့ကအဲ့တော့ထည့်လိုက်တဲ့ချိန်မှာဝင်းလာတဲ့၅ထည့်ချင်းနဲ့၆ခန်းနဲ့ရှိလားမရှိလားကျွန်တော်ကြည့်အောင်ရှိတဲ့ချိန်မှာဒီကောင်ကဘယ်လိုလဲဆိုတော့ ဒီနောက်ပဲနောက်ထောင်နှလုံး9နဲ့နော်ကိုခါနဲ့ဒီ၄အဲ့ဒီ၄နဲ့သူ့ရဲ့ရှခါနဲ့ဒီနှစ်လို့သူတလုံးနဲ့ထည့်သွားတယ်ပေါ့ဗျာနော်နှစ်လို့ထည့်သွားတယ်နှစ်လို့တလုံးနဲ့ထည့်သွားပါနော်ဒီနောက်ပဲနှလုံးရဲ့ဒီခါရဲ့လုံးလုံးပေါင်းရင်၄ဖြစ်နေပြီပေါ့နော်6 9ကိုဒီ၄အဲ့၄နဲ့သူဇောင်းကရှခါနဲ့ကိုနှစ်လို့သူတွင်းသွားတာဖြစ်တယ်အဲဆိုရင်ဒုတိယတစ်ခက်အနေနဲ့ဟာဒီနောက်ထောင်နှလုံး9ရဲ့ ကိုခါရဲ့ဒီ၄ဖြစ်နေပြီအဲ့ဒီ၄ရာသူ့ရဲ့ဇောင်းက၈ခါနဲ့ဒီလေနှစ်လိုပဲသူတွင်းသွားတယ်ပေါ့ဗျာနော်နှစ်လိုပဲတွင်းသွားတာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာကနောက်ပိတ်နှလုံးကခွန်နဲ့နော်နောက်ပိတ်နှလုံးခွန်နဲ့သုံးညာခါနဲ့ဒီခွန်ဖြစ်နေပြီအဲ့ဒီခွန်ကသူ့ရဲ့ဇောင်းက၅ခါနဲ့ပေါင်းလိုက်မှဆိုရင်လေသူနှစ်လိုပဲတစ်လုံးနဲ့ထည့်သွားပြီပေါ့ဗျာနော်နှစ်လိုတစ်လုံးနဲ့ထည့်သွားတာဖြစ်တယ်တဲ့ဒါဆိုရင် ဆိုဒီမှာရှိနေတာကနောက်ဘက်နှလုံးက3 3ဝက်ဘေးက3ခါနဲ့ဒီ6ဖြစ်နေပြီအဲ့ဒီ6နဲ့ကျွန်တော်တွင်းထားတဲ့6ခါနဲ့ဒီကွက်တီကိုသူကနှစ်လို့တစ်လုံးနဲ့ဖြစ်နေတယ်ဟိုရာနော်နှစ်ဖြစ်နေတယ်အဲ့တော့ဒီ6ကတော့သူကထည့်ပြီးလို့ရပြီပေါ့ဗျာနော်6တစ်လုံးကတော့ထည့်လိုက်လို့ရပါတယ်ဒါတစ်လုံးနဲ့ထည့်ပါသူ့ကိုဒါဒီ6ကိုတော့ပြန်ပြီးတော့ချုပ်ထားတာရှိသေးရပါတော့เนาะချုပ်ထားတာဟိုကဖြစ်တော့မှရမယ်အဲ့တော့9ထည့်စည်းကိုကြတော့9ထည့်စည်းကိုကြတော့ဒီနှလုံးကခွန်အောင်တယ်เนาะ အဲ့ဒီနှလုံးခုန်နဲ့ဒီသုံးလုံးခုန်နဲ့ကိုလေးလို့ထည့်တယ်ဒီနှစ်ရက်နှစ်ခတ်နှစ်ရက်နှစ်ခတ်ဒီလေးလို့သူထည့်သွားပြီပေါ့ဗျာနော်နှစ်ရက်နှစ်ခတ်လေးလို့သူဒီလုံးထဲပဲလိုက်ထည့်တယ်ဖြစ်တယ်နောက်တစ်ခါဒီနှလုံးကလည်းခုန်နဲ့ဒီနှလုံးခုန်နဲ့ဒီသုံးလုံးခုန်နဲ့ကိုလည်းသူလေးလို့ပဲလိုက်ထည့်တယ်နှစ်နှစ်ခတ်လေးပေါ့ဗျာနော်လိုက်ထည့်တာဖြစ်တယ်နောက်တစ်ခါဒီနှလုံးက၈ဒီနှလုံး၈နဲ့ဒီသုံးလုံး၆နဲ့ကိုလည်း ဟိုလေးလိုပဲလိုက်ထည့်တယ်နော်လေးလိုပဲလိုက်ထည့်တာဖြစ်တယ်ဖြစ်တယ်ဆိုတော့ဒါဆိုရင်တော့ဒီမှာရှိနေတာဒီနှလုံးကခွန်းနဲ့နော်ဒီနှလုံးခွန်းနဲ့ဒီသုံးလုံးခွန်းနဲ့မှာလေးဖြစ်မှာဒီသုံးလုံးကလည်းကွက်တီကိုခွန်လာဖြစ်နေပေါ့ဗျာနော်အဲ့တော့လေးဆိုတော့ကျွန်တော်တို့ကဒီ၅ထင်းနဲ့၆ခါနဲ့ကဒီ၄နှစ်တစုံနဲ့ကျွန်တော်တို့ကဒီထက်မှထည့်ပြီးလို့သူ့အလိုလိုရှိပြီးသားဖြစ်တယ်ပေါ့ဗျာနော်ရှိပြီးသားဖြစ်တယ်ဆိုတော့ဒီကောင်က၅၆နှစ်ပေါ့ဗျာနော်ဒါလေးကပထမဆုံး like လေးဆိုတော့ပေါ့ဗျာပထမဆုံး like လေးဆိုတော့ဒါတလောက်ပေါ့နော် ်အဲ၅၆နှစ်သူ့အလိုလိုရှိပြီးသားပြည်ဒါမှမဟုတ်သူ့ကိုချုပ်လို့ရသေးတာကဒီလိုမျိုးပေါ့ဗျာနော်ဒီလိုမျိုးလေးချုပ်လိုက်ရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီလိုမျိုးလေးဆိုတော့ဒီကနောက်ပေါင်းဒီနောက်ပေါင်းခုံဒီနောက်ပေါင်းခုံကသူ့ရဲ့တောင်းဖြက်ကရှစ်ခါနဲ့ကိုငါးလို့ထည့်တယ်အဲ့လိုငါးလို့ထည့်လိုက်ပြီးဆိုရင်ဒီ၆ထက်စီရဲ့၃နောက်ပိတ်ရဲ့ဘရိတ်တက်ကဲဒီ၃ညလို့ငါး၃ညတစုံသူ့အပြန်ချုပ်ပြီးတော့ခါနဲ့ဘရိတ်နဲ့ကိုသူထက်ပြီးတော့ရိုက်တယ်ပေါ့ဗျာနော်ထက်ပြီးတော့သူကအရင်ချုပ်ပြီးတယ်နောက်တစ်ပွဲရောတပွဲကျတော့ ဒီနောက်ပေါင်းခွန်နဲ့ဒီရရှခါနဲ့ကို9လို့ထည့်လိုက်တယ်9လို့ထည့်လိုက်ရင်ကိုနဲ့ပုံစံနိုင်မယ်၄ထည့်စီရဲ့ခွန်နောက်ပေးခဲ့ဒီ1အဲ့ဒီ1နဲ့ဒီပရိကိုနဲ့ဒီ3ညလို့9ရဲ့ပါဝါ3ညလို့ဆိုတော့ဒီစုံလိုက်ထည့်ပြီးပြီးတော့ဗရိတ်ကိုထည့်လိုက်တယ်ပေါ့ဗျာနော်အဲ့တော့တတိယတကန့်နေနဲ့ဒီမှာနောက်ပေါင်း30ဒီနောက်ပေါင်း30ကသူ့ဒီတောင်းဖြက်က9ခါနဲ့ကို9လို့ထည့်လိုက်တယ်အဲ့လို9လို့တစ်လုံးနဲ့ထည့်လိုက်ပြီးဆိုရင်ဒီ1ထိတ်ကဲ6ပိတ်ကဲဆိုတော့နှလုံး30နဲ့ဒီပရိတ်30နဲ့ကိုလည်း3ညလို့ဆို9ပါဝါ3ညလို့ဒီလိုက်ထည့်တယ်ပေါ့ဗျာနော် လည်းမျိုးလေးတစုံလိုက်ထည့်တာဖြစ်တယ်။ဒါဆိုရင်ဒီကက်မှာကြိုက်လာဆိုတော့ဒီမှာရှိနေတာကနောက်ပေါင်းကိုဒီနောက်ပေါင်းကိုကဒီတောင်းဖြက်က6ခါနဲ့ကိုရော5လို့ပဲသူလိုက်ထည့်တယ်။၄ပြောက်ကိုအတိလိုက်ထည့်တယ်ပေါ့နော်။အဲ့လိုထည့်လိုက်ပြီဆိုရင်ဒီက5ထည့်စီရဲ့2နောက်ပိတ်ရဲ့ဒီ9အဲ့ဒီ9နဲ့ဒီပရိတ်3နဲ့ကိုလည်း3ညလို့5ရဲ့ပေါ့က3ညလို့တစုံလိုက်ထည့်ထားတာဖြစ်တယ်ဆိုတော့ဒီကနန်းက5 6နှစ်ပေါ့ဗျာနော်။5 6နဲ့ကြိုက်ရင်တော့ထိုးပေါ့ဗျာနော်။မကြိုက်ရင်တော့မထိုးနဲ့ပေါ့။ဒါတကွကတော့လက်ဆောင်ကတော့ဒါ2 9တကွကဒါရေးထားတာပေါ့နော်။ဒါကတော့ဒဲထိုး 对对，哪里要周边啊？周